ဒါဖူးဆိုတဲ့ခြေရွာလေးမှာခင်မီပညာရေးဆိုတာအရန်ကိုဝေးကွာလွန်ပါတယ်ကလေးတွေကလေခွေးနဲ့မှာတရိတ်ဆန်တွေကိုထိန်းချောင်းနဲ့အလုပ်လုပ်ရင်းနဲ့ကစားကြရင်အချိန်ကုန်ကြပါလေ။ရွာလေးကယောက်ျားတွေကတော့ဖဲရရင်စကားပြောရင်းနဲ့အချိန်ကုန်ကြပြီးမိန်းမတွေကအိမ်လုံးတွေနဲ့လုံပန်းနေကြတယ်။စာတင်တာကိုဒီရွာမှာ အချိန်ဖြုန်းနေလို့ပဲသဘောထားကြတာပေါ့။စာဖတ်တာစာ ရေးတာဆိုတာမြို့တွေကလူတွေရဲ့စီးပွားရေးအကြံတွေပဲ။ ငါတို့ကလေးတွေကလဲထဲမှာအလုံးလုံးမှာဗိုက်ပြေမှာစားဖက်လို့ရွှေတွေရမှာလားလဲထဲမှာထွန်းရဲဖို့ပဲတည်ထားရင် လုံလောက်တယ်ဒါပေမဲ့ရွာထဲမှာဒေါ်သိန်းညာလို့ခေါ်တဲ့မျိုးသမီးတယောက်ကတော့သူသမီးမန်နီနဲ့အတူဒီမှောင်မိုက်တဲ့အခြေအနေနဲ့ပညာရေးရဲ့အလင်းနှံကိုထွန်းကြီးကိုအိမ်မက်မှန်နေကြတော့တယ်မိမိရွာထဲကကလေးတွေဘာလို့ကြောက်မသွားကြတာလဲကျမကတော့စာသင်ရတာအရင်ပြုတ်ဖို့ကောင်းနေသမီးရဲ့စာသင်နာကိုလူတွေကအလကားလို့ထင်ကြတာ ဒါပေမဲ့အမောင်ကိုဖယ်ရှားပေးနေတာဘဝတုတာပဲတနေ့ကျရင်ငါတို့ဒီရွာမှာကြောင်တကြောင်ဖွင့်ကြမယ်မေမေတမီးလဲကူညီမယ်နော်ဒေါ်သိန်းညာကသူ့အိမ်ခြံထဲမှာပဲစာတင်ကြောင်တတိလေးတစ်ခုစာဖွင့်လိုက်တယ်တဖြည်းဖြည်းမောင်မိုးမောင်ဆိုးမှတ်နန်းနဲ့မက်ရွှေစင်တို့လိုကလေးတချို့စာလာတင်ကြခဲ့တယ်မောင်မိုးပြောကြည့်ပါဦးကာကြည့်ပြီးရင်ဘယ်အခရာလာလဲကာကွေးပါအေးအေးမှန်နေဖြည်းဖြည်းလေးအကုန်သိယူသွားကြရမယ် နေနေမှစာတင်ရတော့ဒီလောက်ပြောစရာကောင်းလားယဟုတ်တယ်နဲ့လေစာတင်လို့ပညာတမအိမ်မက်တွေ အကောင့်ထဲဖုန်နိုင်မှာပေါ့ရေရှင်ဦးမြတ်ထွန်းကသူ့ထိုင်ကုန်ကြီးပေါ်ထိုင်နေပြီးရွာကောင်းဆောင်ဦးတင်အေးကပေးမှရှိတယ်ဦးတင်အေးရောသိမ်းမြကရွာကလေးတွေကိုစာတင်နေတယ်ဆိုဒီလိုစာရေးစာဖတ်နဲ့ဒီလူတွေကဘာလုပ်မှလဲစာတက်သွားရင်ငါ့အဆန့်ချင်းပြီးအတန်ထွက်လာကုန်မှာတခုခုလုပ်ရမယ်မဟုတ်ရင်ဒီမီးတော့ကရော်ဒီရွာလုံးပြန့်သွားလိမ့်မယ် ။ဦးတင်အေးပြန်သွားတဲ့အချိန်ဒေါ်သိန်းညကသမီးမန်နေနဲ့အတူရောက်လာတယ်။ဦးမြတ်ထွန်း၊ကျမတို့အကူအညီတစ်ခုတောင်းချင်လို့ပါ။ရွာရဲကညီကလေးတစ်ခုကိုကျမတို့ကိုပေးလိုက်ရင်ကလေးတွေအတွက်ကျောင်းဆောင်လို့ရနိုင်မယ်လေ။ကျောင်း။ပြီးရောမှကျောင်းနဲ့လား။မင်းရွာသားတွေကိုဖျက်ဆီးချင်နေရလား။ဒါပေမဲ့ဦးလေးကလေးတွေစာသင်ရမယ်။ဒါကသူတို့ရဲ့အခွင့်အရေးပဲ။တိတ်ဆန်းကောင်မလေး။စာတင်ရင်ဒီလူတွေအလုံးမလုံးတက်တော့ဘူး။ရွာရဲ့ဒလိထုံလဲကိုမပြောင်းလိုက်ဘူး။ဖတ်တော်စံ သူတို့နှစ်ယောက်စိတ်တက်ကြပြီးထွက်သွားကြတယ်။ဒေါ်သိန်းညကအိမ်ရောက်မှုမနေ့နဲ့တိုင်မင်းနဲ့မမေဘာလို့အိမ်ကိုရောက်မှလဲ။တမီးရဲ့ကလေးတွေစတဲ့မှုဆိုရင်အိမ်ရောက်ရရင်တော့ငါတို့နောက်မဆုံဘူး။အိမ်မက်ဆိုတာဆွန်းလို့မှုတစ်ခုတော့လူတယ်။ရက်အနေငယ်ကြတော့ဒေါ်သိန်းညကအိမ်ရောက်ပြီးလက်ခွက်ပြီးမှမြေခွက်လေးဝဲကတဲလေးဆောက်ပြီးကလေးတွေကိုစတဲ့ပေးပြတော်တယ်။ရေရှင်ဦးမြထွန်းကဒါရီကိုတိမခံနိုင်ဘူး။သူကဥတည်အေကိုသူ့ဘက်ခေါ်ပြီး တော်သိမ်းရဲ့အကြောင်းကိုဖြည့်ဆည်းဖို့ကြံစီတယ်။ဘူဒိုဇာနဲ့တဲကိုဖြူချဖို့လုပ်တယ်။ကလေးတွေချက်ပြီးထွက်ပြေးကုန်တယ်။ဒီမှာဒေါ်ရီကဖြစ်နေရလဲ။တော်သိမ်းမြကဒီညင်ကွင်းကိုမခံနိုင်ဘူး။အရန်ကိုစိတ်ထိခိုက်ပြီးအသက်ရှူရက်သွားတယ်။နောက်နေ့မနက်မှာတော့ဒေါ်သိမ်းမြကအိပ်ရာထဲမှာလှင်းနေရရှာတယ်။သမီးရဲ့အမေတို့ရဲ့အိမ်မက်တွေကိုဘသူကမှမရက်တန့်စီနေ။ ဲ့လိုပြောပြီးဒေါ်သိန်းမြရဲ့ညလုံးတွေမှိတ်သွားတော့တယ်။မန်းလေးကတယောက်ထင်းငိုကြွေးနေရရှာတယ်။သူ့မမေရဲ့နောက်ဆုံးခရီးကိုကိုရိုင်းလိုက်ပို့ရရှာတော့တာပေါ့။မမေတမီးတို့ရဲ့အိမ်မက်ကိုကျမတေချာပြေဆောင်အောင်လုပ်မယ်။ဒီရွာမှာကြောင်မရရအောင်ဖွင့်မယ်။နောက်နေ့တည့်ရက်မှာတော့ရွာထဲမှာလူတချို့ဆူထိုင်းနေကြတယ်။မနှင်းကအဲ့ဒီအနာကိုရောက်လာပါလေ။ဦးလေးတို့တို့ကျမမမီးရဲ့နောက်ဆုံးဆန္ဒကရွာကကလေးတွေ စားတတ်ဖို့ပဲစမတယောက်ထင်ဒီအိမ်မက်ကိုဖြည့်ဆည်းနိုင်ပါဘူးဦးလေးတို့အားလုံးရဲ့အကူအညီလိုတယ်မင်းလေးငါတို့ကဆင်းရဲတယ်ဘယ်လိုလုပ်ကူညီရမှာလဲခလေးတွေကိုကျမစီပို့ပေးရုံမှာပြီးတော့လေကွင်းကငါပြောရတဲ့ချို့ရူလာပေးနိုင်ရင်လည်းရမယ်ငါပြောရတဲ့အဲ့ဒါနဲ့ဘာလုပ်မှာလဲငါပြောရတဲ့နေចောင်းဆောင်မင်းလာသူရွာသားတွေအန်အော်ပြီးမနှင်းကိုကြည်နေကြတယ်ခဏကြာတော့ခလေးတွေကငါပြောရတဲ့ခုနေကြတယ်မနှင်းကသူတို့ကိုရှင်းပြတယ် မမအရွက်တွေကိုဂယူဆိုင်ခုတော့အရွက်ကြီးတွေမပြည့်စည်ရအမဒီအရွက်တွေနဲ့ကျောင်းဘလို့ဆောင်းပါလေအခုတော့မသိသေးဘူးမမရဲ့ဒါပေမဲ့မမေကစိုးစားရင်ဘာမှမဖြစ်နိုင်တာမရှိဘူးလို့ပြောဘူးလေမနန်းနဲ့မတ်ရီစင်းနဲ့ကပြောရက်တွေစုနေကြတယ်အမဒီကျောင်းကအရင်စိတ်လက်နေမှာမဟုတ်လားဟုတ်တယ်နဲ့လေဒါငါတို့ရဲ့အိမ်မက်ပဲအိမ်မက်ဆိုတာစိတ်ကူးနေမှာပဲမထားရဘူးလက်တွေပါအကောင့်ထဲဖော်ရတယ် ဲ့ဒီအချိန်စာဓုကြီးတစ်ပါးရောက်လာတယ်။သမီးလေးကင်းငပြောရည်တွေဘာလို့ဒီလောက်ခူးနေတာလဲ။အဖိုးကျမမမီးရဲ့အိမ်မက်ကရွာမှာကျောင်းဖွေမှုပါ။ဒါပေမဲ့ညီရှင်ကကျမတို့ရဲ့အကြောင်းကိုဖျက်ဆီးလိုက်တယ်။အခုကျမငပြောရည်တွေနဲ့ကျောင်းဆောင်မလို့ပါ။ငပြောရည်နဲ့ကျောင်းဒါဘလို့ဖြစ်နိုင်မှာလဲ။အဖိုးကျမမသိဘူး။ဒါပေမဲ့မမေကစိတ်ရင်းနဲ့လူချင်းရဲ့ဘာမှမဖြစ်နိုင်တာမရှိဘူးလို့ပြောမှုတယ် တမီးရဲ့တမီးအမေရဲ့မြင်တာကြောင့်ငါပြောရကြောင်းကတကယ်ဖြစ်လာပါလိမ့်မယ်။ဖခင်ကမင်းရဲ့ကျူးစားမှုကိုအလဟတမဖြစ်စေပါဘူး။အဲဒီနောက်ဇာဒူးကြီးထွက်သွားပြီးမန်နင်းနဲ့ကလေးတွေငါပြောရတဲ့နေ့အကြောင်းစောက်ဖို့ကြိုးစားကြတယ်။မမှုငါပြောရတဲ့နေ့အမိုးလို့ပါ။နေရအတွက်ကတော့ဒီအရွက်ကြီးတွေကိုထောင်ထားလိုက်။နေမထိုင်မို့ရဟောဘလို့လုံးမလဲ။ထိုင်ဖို့လည်းငါပြောရတဲ့ဖြားလေးတွေလှုပ်လိုက်မယ်။ကလေးတွေပျော်ပျော်ရွှင်ရွှင် အလုံးလုံးကြတာပေါ့။ ခဏအတွင်းမှာပဲကဲပုံစံလေးပေါ်လာတယ်။နေမ။တောင်းကြောင်းလေးဖြစ်လာပြီ။ဟုတ်တယ်မမ။ဒါအစပဲရှိသေးတယ်။အဲ့ဒီအချိန်ဦးမြထွန်းရောက်လာပြီးလှောင်ရဲတယ်။ဒါအကြောင်းမဟုတ်ဘူး။ပြဆက်ပဲပြဆက်။လေပြင်းတိုက်လာရင်အကုန်ပါသွားလိမ့်မယ်။ကဲဆူးစွာနဲ့ညဘက်မှာလေပြင်းမုန်တိုင်းတကယ်ဝင်ရောက်လာပါတယ်။ကပြိုးရဲ့ကြောင်းကတုံခါလာတယ်။မင်းနဲ့ကလေးတွေကြောက်လန့်နေကြတာပေါ့။ရှင်ပြာမမေးရဲ့အိမ်ကူမဖြစ်စည်းပါနဲ့။ ဒါပေမဲ့လေကပြင်းလို့နာကြောင့်အရွက်နေရင်ပြူကြလာတယ်။မဖြစ်အောင်လေရင်ငိန်သွားတဲ့နောက်မင်းကကြောင်းပိတ်မထိုင်ပြီးငိုရင်းအိပ်ပြောသွားတယ်။နောက်မနေ့မင်းမျက်လုံးဖွင့်ကြည့်လိုက်တော့ငပြောရွက်တွေနဲ့အန်အောပွေကြောင်းတစ်ကြောင်းပေါ်ထွက်လာတယ်။စာသင်ခန်းတွေကွန်ပျူတာတွေတောင်ပါပြီးအားလုံးကငပြောရွက်တွေနဲ့ပဲလှုပ်ထားတာပေါ့။နေရာတိုင်းမှာတာယာမှုတွေပြည့်နေနေတယ်။ငပြောရွက်ကြောင်းကအရင်ကထပ်ပိုးပြီးတောင်တင်းလှပလာခဲ့တယ်။အမ ကြည့်ပါဦးကားတော်ကြောင်ကအရင်ကထပ်ဘူးလာတော့ပြီမန်နင်းကပြုံးပြီးမိုးပေါ်ကိုကြည့်တယ်ဝင်းမေးအမေရဲ့အိမ်မက်ကိုကျမတေချာဖြည့်ဆည်းပေးမှာပါเจ้าမကလေးတွေစာတင်နေကြတယ်အဲ့ဒီအချိန်သတင်းတော့တချို့ရောက်လာတယ်ဗတ်နေရေမေးကပြောရွတ်နေတဲ့ចောင်းစားပြီးတမိုင်းတစ်ခုဖန်တီးလိုက်ပြီးဒီလိုဟာမျိုးဘေးနေရာမှာမှကျွန်တော်တို့မတွေ့ဘူးဘူးဒါကကျမမမီရဲ့အိမ်မက်ပါကျမအဲ့ဒါကို အကောင့်ထည့်ဖို့ရုံးမယ် ညဘက်မှာမြေရှင်ဦးမြတ်ထွန်းကမီးတုပ်တစ်ချောင်းကင်ပြီးကျောင်းသားရောက်လာတယ်။ဘာကကျောင်းမဆောက်ပါနဲ့ပြောတာ။မင်းတို့ကရောက်အောင်ဆောက်တယ်။ငါနဲ့တွေ့ကြပြီပေါ့။ဒီကျောင်းကိုအဆုံးသတ်ပေးမယ်။သူကျောင်းကိုမီးရှို့ဖို့စူးစမ်းတဲ့အချိန်ရုတ်တရက်လက်ချီတွေမလုံနိုင်တော့ပါဘူး။တက်လိုက်သလိုခံစားရပြီးသူ့မျိုးပေါ်လဲချသွားတယ်။ဒါမဖြစ်တာလေ။ငါချရုပ်တွေလက်တွေဘာလို့မလုံနိုင်တာလဲ။ဦးမြတ်ထွန်းကအနာကျင်မှုနဲ့အော်ဟစ်ပင်ကိုကျွေးနေတယ်။သူ့ဘဝတစ်တလုံးအတွက်ကိုမောင်းဝင်သွားခင်တာပေါ့။ ဒီလိုနဲ့၅နှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့မနှစ်ရဲ့ဇောင်းကနာမည်ကြီးလာတယ်။ဇောင်းကကလေးတွေအများကြီးကထူးချွန်ကြပြီးယာရုကြီးတွေမှာအလုံးလုံးနေကြတော့တာပေါ့။ဆီယမကျွန်တော်ဒီနေ့ဒီလိုဖြစ်နေတာဆီယမကြောင့်ပါ။ဆီယမကကျွန်တော်တို့ကိုတင်ပြပေးခဲ့တယ်။ပြောလင်းချက်မစွန့်လွတ်ခင်ဘူး။မင်းတို့အားလုံးကငါ့အိမ်မက်ကိုအကောင့်ထည့်ဖို့ပြီးခဲ့တာပါ။ငါတယောက်တည်းပဲလုပ်ခဲ့တာမဟုတ်ပါဘူး။မနေ့ကဥမျက်ထုံစီသွားတယ်။အခုဆီယမဝင်ဖြစ်နေတဲ့မောင်ကျော်လေးလိုက်သွားတယ်။ ။မောင်ကျော်ဒီသူကဦးမြင့်ထွန်းမှာသူ့ကိုကုသပေးပါ။ဒီဒီကောင်လေးကငါငါလေတဲ့မှာအလုံးလုံးခဲ့တဲ့သူပဲ။အခုဆဆရာဝန်ဖြစ်နေပြီလား။မောင်ကျော်ကဦးမြင့်ထွန်းကိုကုသပေးပြီးခဏအကြာမှာသူပြန်တက်တာလာပါလေ။တက်တာလာပြီးတော့ဦးမြင့်ထွန်းကမင်းလေးရှိမှလက်အုပ်ချပြီးပြောတယ်။နင်းနင်းသမီးလေးငါမင်းတို့အပေါ်အရန်ဆိုးဝါးခဲ့တယ်။မိမိမရဲ့မြေကိုလွတ်ယူခဲ့တယ်။ မင်းကိုလှောင်ရခဲ့တယ်တားဆီးခဲ့တယ်။ခါကြောင့်မင်းမင်းမေအချိန်မတန်ခင် ဆုံးသွားရတယ်။ဒါတော့မင်းကငါ့ကိုကူညီပေးသေးတယ်နော်။ဘာလို့လဲဆိုတော့ကျွန်မပညာတတ်လို့ပါ။ရှင်ကပညာမတတ်ခင်ဘူး။ပညာတတ်သူနဲ့မတတ်သူရဲ့ကွာခြားချက်ကဒါပဲ။လက်စားချေတဲ့စိတ်ကကျွန်မတို့ကိုအားနေစေတယ်။ဉာဏ်ပညာရှိသူတွေကလက်စားမချေဘူး။သူတို့ကလူမှုအဖွဲ့အစည်းကိုပြောင်းလဲဖို့ကြိုးစားကြတယ်။ အဲ့လိုနဲ့လာနေငယ်ကြပြီးနောက်မှာတော့မန်နင်းကကလေးတွေနဲ့ကစားနေတယ်။အဲ့ဒီအချိန်အရင်တော့ကသူ့ကိုကောင်းကြည့်ပြီးခဲ့တဲ့အဖိုးကြီးပြန်ရောက်လာပါတယ်။အဖိုးရှင်ကအဲ့ရောကအဖိုးမဟုတ်လား။ကျမကိုကောင်းကြည့်ပြီးခဲ့တာလေ။တမီးရဲ့မင်းရဲ့တတိနဲ့ဇဲလုံလာကိုမြင်ပြီးငါအံ့ဩသွားခဲ့တယ်။တကယ်တော့တတိရှိပြီးဇဲလုံလာရှိသူအတွက်ဘယ်ကောင်းကြည့်မှမလိုအပ်ဘူး။အဖိုးရဲ့ကောင်းကြည့်ကြောင့်ပဲကျမရဲ့အိမ်မက်ကပြေဆုံးသွားတာပါ။ အခုမင်းရဲ့ငပြောရဲ့အကြောင်းကနိုင်ငံတော်ဝန်မှာနာမည်ကြီးသွားပြီ။မင်းကတက်တည်ပြလိုက်ပြီ။ပညာရေးထက်ကြီးမားတဲ့အံ့ဖွယ်ဆိုတာမရှိဘူးဆိုတာ။ဒီလိုနဲ့အဖိုးကြီးကမင်းကိုကောင်းချီးပေးပြီးထွက်သွားပါတော့တယ်။ မိုးလျုံမြို့နီးမှာစုဝေါမြေဆိုတဲ့မြေတစင်းရှိတာပေါ့အဲ့ဒီမြေကဏ္ဍမှာဥဆုဇော်ဆိုတဲ့ဆင်းရဲတဲ့ငါဖန်သမားကသူဇနီးဒေါ်ရှင်တန်းနဲ့အတူရွှေရွေးနေတဲ့တဲအိမ်ဒီမှာနေထိုင်ပါတယ်ဥဆုဇော်ကနေ့စဉ်ငါဖန်ပိုင်နဲ့လှင်ငယ်လေးပေါ်တက်ပြီးငါဖန်သွားကဖမ်းမိတဲ့ငါတွေကိုရှောင်ပြီးအသက်ဆက်ပါတယ်ဒါပေမဲ့ရက်အနေငယ်ကလေးကမိုးအဆက်မပြေရွာနေတာကြောင့်မြစ်ထဲဝေးဝေးထိမတော်နိုင်လို့စိတ်ပြက်စွာအိမ်ပြန်လာရပါတယ် ဦးစိုးစောရဲ့ဝမ်းနေတဲ့မျက်နှာကိုဒေါ်ရှင်းတန်းကမြင်တော့ငါဘိုင်းမစားတော့ဘူးမိမဲစားလိုက်ပါဦးရှင်စိတ်တဲ့ကြနေအောင်မြင်ရတော့ကျမလည်းဘိုင်းမစားတော့ဘူးဒုက္ခတစ်ခုဆိုရင်တော့ကျမတို့ဖြတ်ကျော်နိုင်သေးတယ်အခုတော့ဒုက္ခတွေတောင်းလိုပုံပဲပြီးတော့ရှင်လောက်ကရတဲ့ပတ်စံကမလောက်တော့ဘူးဒီဒုက္ခတွေအလုံးကကျမကြောင့်ပဲရှင်ကျမနဲ့မอยู่ခင်အခုဆို သားသမီးလေးရှာနေတော့ပြီဒါမင်းပြမဟုတ်ပါဘူးကွာ မင်းရပါတတ်နိုင်ပါလေ။အိုးခရာကျွန်တော်တို့ဒုက္ခတွေဘယ်တော့မှပြီးမှာလေ။ကျွန်တော်တို့ကိုတနာပြီးဒုက္ခတွေဖယ်ပေးပါ။ဦးစုစောနဲ့ဒေါ်ရှင်တန်းတို့မှာအိမ်အောင်သက်ကြခဲ့ပေမဲ့တာသမီမထွန်းကားခဲ့ပါဘူး။ဒါကြောင့်သူတို့ပိုဝဲနေနေရတာပေါ့။ဒါကြောင့်တခါတည်းရန်ဖယားထံအမြဲတမ်းဆူတောင်းနေတဲ့တဲ့။နောက်နေရောက်တော့လေးရလောက်ကအလုံးမသွားရသေးဘူး။ဒီနေ့တော့တောမှဖြစ်တော်မေးမိုးရော်လေငါဖမ်းရမှာပဲ။ မိုးကနည်းနည်းပဲရွာတော့တာခဏငါဖမ်းပြီးပြန်လာမယ်စိတ်မပူနဲ့အကျိုးတွေလည်းဆက်ရအောင်မှာဂီယူဆိုင်သွားငင်းငင်းပြန်လာတော့မိုးကအရင်တဲထန်စွာရွာလာနေတယ်ဒါပေမဲ့ဥစုစော်ကငါဖမ်းပိုက်ကိုအကျွေးယူထားတာကြောင့်အလုတော်ဖို့မဖြစ်မနေလိုအပ်နေတာပေါ့ဥစုစော်ကမြစ်ထဲမှာပိုက်ချပေမဲ့ငါတကောင်မှမဖမ်းမိဘူးဒါနဲ့ညရဲ့တစ်ဖက်ကံကိုသွားပြီးစူးစမ်းကြည့်ဖို့တွေ့လိုက်တယ် ူတခါမှမတော်ဘူးတဲ့ကံဘက်ကိုတော်ဖြစ်တာပေါ့။ပိုက်ချဖို့ဖြစ်နေတော့ကဲနာမှာတတိလိနေတဲ့နှစ်နှစ်လောက်ရှိတဲ့ကလေးလေးတယောက်ကိုတွေ့လိုက်ရတယ်။ဦးစုစောကအပြေးလွှားကလေးစီရောက်သွားပြီးဖွင့်ချလိုက်ကဂရိပြန်လဲအောင်ကြိုးစားတယ်။ဖျားကြီးဒီကလေးကဘလူးရဲ့ကလေးလဲ။ရေကန်နာဘလူးရောက်လာလဲ။ဒီမှာထားခဲ့လို့မဖြစ်ဘူး။ဒါပေမဲ့မိဘကြီးလည်းမတွေ့ရဘူး။မဖြစ်သေးပါဘူးဒီလိုလုပ်မယ်။ ငါ့အိမ်မှာခေါ်သွားလိုက်မယ်။ဦးစွတ်စောက ခလေးကိုအိမ်ခေါ်လာတယ်။ခလေးကိုမြင်လာတဲ့ဒေါ်ရှင်းသန်းရဲ့မိခင်စိတ်နှိုးကြွလာပြီး ရှင်ဝင်နဲ့ထက်ဖက်လိုက်တယ်။ဒေါ်ရှင်းသန်းကခလေးကို သူ့ခလေးတပွေကြီးယူဆိုင်တယ်။ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ခလေးလဲ။ဖခင်ကကျမတို့အတွက်ပို့လိုက်တာဖြစ်မယ်။ဒီခလေးကိုကျမတို့သားဖြစ်မွေးစားမယ်။ငါတို့ရဲ့မိအိမ်လေး။ဒီနေ့အစားပြီးသူ့ကိုထုံးလင်းလို့ခေါ်မယ်။ဒေါ်ရှင်းသန်းကထုံးလင်းကိုကြည့်ရင်းဆွေကြီးမျိုးကြီးကစဉ်သက်လာသလိုခံစားရတယ်။ သူ့လယ်ပင်ကပလဲပန်းကုန်းနဲ့အဝိအစားတွေကဒါကုန်သက်သေပြနေပါတယ်။ခလေးမိသားတွေကပြန်လာယူရင်ပြန်ပေးရမယ်။အိုးနောက်ခါလာနောက်ခါရှိမယ်။အခုတော့ငါထွန်းလင်းကိုပျော်ရွှင်မှုအားလုံးပေးမယ်။ငါတို့ခမင်းမဆိုင်ရရင်တော့ကားလေးကိုဘာမှလိုလေသေးမရှိစေရဘူး။ငါသားလေးထွန်းလင်းကဥဆုစော်နဲ့ဒေါ်ရှင်တန်တို့ရဲ့ပြုစုမှုနဲ့ကြီးပြင်းလာတယ်။ထွန်းလင်းရောက်လာပြီးကလေးကဥဆုစော်ရဲ့ကံကြမ္မာပြောင်းလဲသွားပြီး နေ့စဉ်ပိုက်ထဲငားတွေအများကြီးဖမ်းမိလာတယ်။ဒါကြောင့်စီးပွားရေးတိုးတက်လာခဲ့တဲ့အချိန်ကြာတော့နှစ်နှစ်သာရှိတဲ့ထွန်းလင်းကအသက်20ရောက်လာခဲ့ပါပြီ။ဦးစိုးစောကကျမကြီးမကောင်းတော့လို့ထွန်းလင်းကပဲမြစ်ထဲငားဖမ်းသွားရတယ်။ကလေးအမေပြောတာကြားနေပြီးတခုခုစားလိုက်အောင်ပြီးရင်ငါတော့ဖမ်းပြီးညနေမှပြန်လာမှလေ။အမေအရဲ့ဒီနာကမိုးရတိုင်းရှိယူနေတယ်။ဒါကြောင့်ပြင်းနေတာပါ။ကလေးဒီအိမ်ကအချင်းချင်းပြင်းပြီး အိမ်နီရန်တွေအားနေနေပြီးပြင်းလို့မထူးတော့ပါဘူးအဖေကလည်းနည်းနည်းဆောင်မအောင် ကောက်ဝင်ငွေကောင်းလာတော့မယ်သိရင်အိမ်တက်ဝယ်မယ်အဖေနဲ့အမေတတောင်းတတာနေနိုင်မှာပါဒါနဲ့ဖေမလက်ကတခုခုပြောဖို့လုပ်နေပြီးမိသားရမလားအေးတားလေမလက်ထင်မနဲ့မန်းတော်ကိုငားရီယူသွားပြီးခိမ်မောင်ကပုံမှန်ငားပူပေးပေမဲ့သူမင်္ဂလာပွဲသွားနေလို့ဒီလောက်ကငားကိုလွှဲထားတယ်ထိမောင်ပြန်မလာမချင်းနန်းတော်ကိုငါပို့ရမယ် ဟုတ်ပြီဖေမနေ့ပြန်သွားလိုက်မယ်။နောက်နေ့မနေ့ထွန်းလင်းကငါးရီနဲ့နန်းတော်ကိုရောက်သွားပြီးစဖို့မှုကိုငါးရီပေးလိုက်တယ်။ငါးရီအရန်လက်ဆက်တယ်။ကောင်းတဲ့ငါးရီယူလာတာပဲ။ဒါပေမဲ့ပတ်စံကိုအခုမပေးနိုင်သေးဘူး။ဘရင်ကြီးအတွက်အစာပြင်ရမယ်။သူစားပြီးမှပတ်စံပေးမယ်။ဒါဆိုဒီမှာဆောက်ရမှာလား။ဒါမှမဟုတ်နောက်မှခေါ်မှာလား။ဆောင်းချင်ဆောင်းလို့ရတယ်။ဒါမှမဟုတ်အစီကံနဲ့ပတ်စံပို့ပေးမယ်။ကျွန်တော်ဆောင်းလို့မရဘူး။ကြာရင်အိမ်ကလူတွေစိတ်ပူလိမ့်မယ်။ ထွန်းလင်းကငါပေးပြီးအိမ်ပြန်လာတယ်။ဖျားစာပြင်ပြီးနောက်ဘီရင်ကြီးရဲ့ပါဇက်ထဲမှာခက်မမအရာတခုဝါမိလိုက်တယ်။ဘီရင်ကြီးလည်းညာသွားတာကြောင့်စိတ်ဆိုးပြီးအာကပါလေငါရင်းမမမလေးကပါလေကြောက်ခဲလို့ပဲစဖို့မူကငါ့ကိုတေးချမကြက်ပဲကြောက်ခဲထဲ့ထားလားတေးချကြည့်လိုက်တော့မှပလဲလုံးလေးဖြစ်နေတော့တယ်။ဘီရင်ကြီးကအဲ့ဒီမမလေးကိုလက်ထဲယူကြည့်ပြီးအံ့ဩသွားတယ်။ဒါက ငါတို့နန်းတော်ရဲ့မျိုးရိုးငါတို့တာဝေယံရဲ့လက်ပင်းမှာဆွဲပေးခဲ့တာလေခွေယံကလူငယ်ရဲ့နှစ်20ကမြစ်ထဲမှာနှိမ့်မြုပ်သွားခဲ့တာဒီနေ့ထိဘာတရင်မှမရခဲ့ဘူးခေကလေးလုံးကဒီငါရဲ့ဘလို့ရောက်လာလဲဘာမှနားမလဲတော့ဘူးဘယင်ကြီးကစဖို့မှုကို ခေါ်ခိုင်းတာပေါ့စဖို့မှုဒီငါရဲ့မှာငါတို့နန်းတော်ရဲ့ပလဲလုံးကဘလို့ရောက်လာလဲထိန်မောင်ကငါယူလာတာမဟုတ်လားသူ့အမေကြီးပါ ကင်းကြီးဒီနေ့ထိန်မောင်ကငားမယူလာပါဘူးသူမင်္ဂလာပွဲသွားနေလို့ဦးစိုးစော်ရဲ့သားထွန်းလင်းကငားယူလာတာပါကင်းကြီးကဦးစိုးစော်နဲ့ထွန်းလင်းကိုနန်းတော်ကိုခေါ်ခိုင်းနေစစ်တီတွေဦးစိုးစော်အိမ်ကိုရောက်လာတဲ့အခါဦးစိုးစော်နဲ့ဒေါ်ရှင်တန်းတို့ထိတ်လန့်သွားတယ်မင်းတို့နဲ့မင်းသားကိုဘီရင်ကြီးကနန်းတော်ကိုခေါ်ထားတယ်ကျွန်တော်တို့ဘာမှလုပ်မိလို့လဲငားမတခုခုပါသားလို့လားအဖေစိတ်မပူပါနဲ့တက်ဆက်မပေးရသေးလို့ခေါ်ရဖြစ်မယ် ငါလဲမင်းတို့နဲ့လိုက်မယ်ဒီမှာနေခဲ့ရင်စိတ်ပူနေရမှာထွန်းလင်းဥစုစုံနဲ့ဒေါ်ရှင်တန်းတို့နန်းတော်ကိုရောက်သွားကြပါတယ်ထွန်းလင်းဒီနေ့မနက်မင်းငါယူလာခဲ့တယ်မဟုတ်လားငါအဲ့ဒီငါကိုစားလိုက်တော့ဒီနန်းတော်ရဲ့မျိုးရိုးပဲဝတ်ခွင့်ရှိရဲ့ပလဲလုံးကကစက်ထဲရောက်လာတယ်ဒီငါတွေကိုမင်းဘယ်ရရှူလာရလဲဘယင်ကြီးဒီပလဲလုံးကကျွန်တော်ရဲ့ဆွဲကြိုးကပါဟုတ်ပါတယ်ဘယင်ကြီးဒီဆွဲကြိုးကိုထွန်းလင်းကငငယ်ကလေးကဆွဲထားတာပါ ။ဥဆော့ဆော့ကအမှန်တရားကိုပြောရင်းဝမ်းနေလာတယ်။ဒေါ်ရှင်းတဲ့မျက်လုံးထဲမှာလည်းမျက်ရည်တွေဝဲလာတယ်။ထွန်းလေးမိကငါသားဝေးရမယ်။မိဖုရားငါတို့သားဝေးရန်ကိုပြန်တွေ့ပြီ။ဝေးရငါတို့ကမင်းကိုမြစ်ထဲမှာမြုပ်သွားပြီးထိနေတာ။ဖုရားမင်းကိုငါတို့စီပြန်ပို့ပေးလိုက်တာပဲငါသားလေး။ပင်ကြီးနဲ့မိဖုရားကဝေယံကိုဖတ်လိုက်တဲ့အခါဥဆုဆုံနဲ့ဒေါ်ရှင်တန်းတို့နည်းနည်းနောက်ဆုတ်လိုက်ကြတယ်။ပင်ကြီးရဲ့သားတော်ကိုပြန်တွေ့ရပြီ အခုကျွန်တော်တို့ကို ပြန်ခွင့်ပြုပါတော့ထွန်းလေးငါမင်းကိုမမွေးပေးခဲ့ပေမဲ့အမြဲတမ်းမိခင်တရားလိုဂယုစိုက်ခဲ့တယ်ငါတို့ရဲ့ဘဝကဒီမှာပဲရေဆက်ကုန်သွားပုံရတယ်ဘာလို့ဒီလိုပြောနေကြတာလဲကျွန်တော်မိဘတွေမရှိပဲမနေနိုင်ဘူးအဖေနဲ့အမေတို့ကကျွန်တော်ကိုပြုစုပြောထောင်ပေးခဲ့တာအခုအသက်ကြီးတဲ့အခါကျွန်တော်ကပြန်ပြီးကျေးဇူးဆက်မေးဒါပြောရမယ်နဲ့မင်းတို့တယောက်မှဘဲမမသွားရဘူးငါတို့အားလုံးအတူတူနေမယ် ထွန်းလင်းကငါတို့ရဲ့သားငါတို့မွေးထားတာဆိုပေမဲ့သူ့ဘဝကိုပေးခဲ့တာမင်းတို့ပဲအားလုံးရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုမျက်ရည်တွေဝဲလာတယ်။ထွန်းလင်းကအိတ်ရှိမင်းသားအဖြစ်နန်းတော်မှာနေထိုင်ခဲ့တယ်။သူ့ကြောင့်ဆင်းရဲတဲ့ဦးစုစုံနဲ့ဒေါ်ရှင်တန်တို့ရဲ့ကံကြမ္မာလေးပြောင်းလဲသွားပြီးနန်းတော်ထဲမှာကြောက်ရွံ့စွာနေထိုင်သွားပါတော့တယ်။